ချင်းလို့နေတဲ့အဖွဲ့ကြီးကဘာမှမလုပ်ဘာမှမပြောနိုင်ဘူးဆိုကြတယ်ဆင်းသာတကယ်လို့အဲ့ဒါကိုစစ်တပ်ကသာလုပ်ကြည့်အိုးအော်တောင်းနေတဲ့ဝေးဝါဝေးရတဲ့အမားတခါအုံနေချင်းနဲ့ဟိုခရစ်ချန်အဖွဲ့ကြီးကအုံနေချင်းနဲ့အော်တာအောင်အေးလို့လာကြတော့ဟုတ်ကဲ့အဲ့တမအလေးဌာနချုပ်ဟောင်းကိုကျွန်တော်တို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ TK ဂျမဖက်စစ်ခွတ်တဲ့စခန်းအဲ့ဒီနေရာကိုကျွန်တော်တို့လွယ်လွယ်ကူကူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် ဟိုင်းချရမီဘာပီတူညူကိုမော်မာများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်တော့ပြန်လဲကြော်ဆိုလိုက်ပါရတယ်2025ခုနှစ်မေလ18ရက်နေ့ကျတို့နေ့လပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခင်းမှာဆိုတော့ကြားသိရတဲ့ပေါ့နော်တော်လန်သတင်းထူးနောက်ဆုံးသတင်းတွေလည်းများစွာရှိနေတာဖြင့်ကျတို့ဘွန်မိုက်ကွဲခြေကွက်လုံးပဲတော်နယ်လဲကြက်မှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျတို့ခါတိုင်းလိုပဲဒီနေ့နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတော်လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းသဘောအနေနဲ့ကတော့ ။အချမ်းပဲစစ်ကောင်စီလေးတပ်အတွင်းလုံခြုံရေးရလေးတပ်ရရှိတွေနဲ့စစ်တပ်တွေအားလုံးကို Facebook, TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုကန့်တလိုက်တဲ့စပရမကျော်တော်တီရှိတာပဲဖြစ်ပါတယ်။လူမှုကွန်ရက်တွေမှာမိမိတို့ရဲ့နာမည်ဆက်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှင်ဖယ်ရှားဖို့ Facebook မှာဆိုရင် profile lock ချထားဖို့တော်ဝင်ထမ်းဆောင်ရတဲ့တက်လေရင်မျိုးစားပုံတွေမတင်ဖို့ TikTok မှာလေရင်ပြန်တန်းတော်ဝင်ထမ်းဆောင်ချေဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ကလေးကတင်ထားပြီးသားတွေရှိတယ်ဆိုရင်လည်း ချက်ချင်းပြုတ်ချပယ်ရှားချဖို့လေးတရက်ကနေပြုံးမှညွှန်ကြားထားတာဖြစ်ပါတယ်အကယ်၍ညွှန်ကြားချက်မလိုက်နိုင်ဘူးဆိုတော့လွယ်တဲ့အရေးယူမှုတွေလုံဆောင်မယ်ဆိုတာမျိုးသတိပေးမှုတွေရှိနေပါတယ်ဆိုတော့လေးတက်တရင်းမြေကနေပြုံးမှပြောဆိုထားတာပဲဖြစ်ပါတယ်ရခင်ကလေးကလေးတက်ရင်လူမှုကွန်ရက်တုံးပြမှုနဲ့ပတ်သက်ပြီးတော့မှတားမြစ်ချက်များစွာရှိပေမဲ့တင်ချမှုမရှိဘူးလို့သိရတာပြုံးမှအခုအခါမှာဆိုတော့လေးတက်ရရှိတဲ့စစ်တဲတွေမိသားစုဝင်တွေကိုဥတည်တဲ့လုံချွေးရချင်းချမှုတွေလည်းရှိလာလို့မိုးလက်ရှိရင်ဆိုကန့်တက်တားမြစ်ထားတဲ့စီကံချက်တွေအတိုင်းလက်နိုင်ဆောင်ရွက်ချဖို့စစ်ကောင်စီထိပ်ပင်းကားနေပြုံးမှ ယွန်ကြလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ဗောနောအခုဆိုရင်ကျွန်တော်တို့အိုထင်းတွင်ကြေးရစာတင်ကြောင်းစကောင်းစင်းနေပြီမှဘုံချက်တက်ဖြတ်ခဲ့လို့ကျွန်တော်တို့ကလေးငယ်ပြည်သူများစွာတည်ဆုံခဲ့တာဖြစ်ပြီမှအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေဘက်ကနေပြီမှစကောင်းစီလေးတက်ရဲ့မိသားစုဝင်တွေပြီးတော့မှအဓိကတရားခံတွေကိုလည်းစုံစမ်းသိရှိထားကြတာမို့လို့ပါနော်စကောင်းစီတက်ဖို့နေရတော့အခုဆိုရင်တွေးပြပြီးတော့မှတော်တော်လေးကိုကြောက်နေကြတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ စစ်ကောင်စီအာနာဖီဆန်ပြည်တော်မှလူထုကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနေတဲ့မန္တလေးစစ်တပ်ကတော့ပါမောက္ခချုပ်အုံနောက်နဲ့အယုံကျော်ခွဲစိတ်အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာခင်မောင်လွင်ကိုအမျိုးသားညီညွတ်ရေးအစိုးရကကျမ်းမာရေးဒုတိယဝန်ကြီးဖြစ်ခန့်လိုက်တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။၂၀၁၈ခုနှစ်မှာမန္တလေးအထွေထွေယောဂကုဆေးရုံကြီးမှာတွဲဖက်ပေါ်မခအုံနောက်နဲ့အယုံကျော် ဖွဲ့စည်းအထူးကိုဆီယဝင်ကြီးဖြစ်ရာထူးတိုးပြီးတော့2019ခုနှစ်မှာဆိုရင်မန္တလေးအထွေထွေယောဂကုအစည်းအဝေးကြီးရဲ့ပါမောခဌာနမှုအုံလုံးနဲ့အုံကျော်ဖွဲ့စည်းအထူးကိုဆီယဝင်ကြီးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်2015ခုနှစ်မှာဆိုတော့မန္တလေးစေတကတူမှာပါမောခချုပ်ရာထူးနဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့2019 COVID-19 ယောဂတိုက်ဖြစ်ရေးကာလတွေမှာဆိုတော့ယောဂရီဖောင်ဒေးရှင်းရဲ့ COVID ကုသရေးစင်တာတာဝန်ခံဆီယဝင်ကြီးဖြစ်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကနေပြီးတော့မှကျွန်တော်တို့အာနာစာတိုင်ပြီးပြီးချင်းမှာပဲ ပေါမခ6ဒေါ်တာခင်မောင်းလွင်ကိုဖန်စီဖို့ပေါ့နော်စ조사ခဲ့ပေမဲ့ဖန်စီမှုတွေမလုပ်နိုင်တာဖြစ်ဖြစ်မှသူကအဲ့ဒီအချိန်ကတည်းကကျွန်တော်တို့တော်လိုင်းမှာထဲထဲဝင်တဲ့ပီတိုရီနဲ့သူပူပေါင်းပြီးတော့မှလွတ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်အညူဂျီဘက်ကနေပြီးတော့မှကျမရေဝင်ကြီးဌာနမှာဒုတိယဝင်ကြီးဖြစ်ခန်းလိုက်တာကိုကျွန်တော်တို့နောက်ထပ်ကြားပြရတဲ့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့နေ့ခင်ပိုင်းမှာပထမဆုံးအနေနဲ့ကျမကတော့တော်လိုင်းရေးရာစုရေးရာနေပြမခုဆိုရင်တောင်ပိုင်းတဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတနေ့ကိုတက်စခန်းတောင်းနေပေါ့နော်။ ိုက်ခိုက်ပြီးတော့မှခြေမုံတိုးတင်နေတဲ့အချိန်မှာထိုင်းမျိုးကိုတပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့တွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းကိုရေဘော်ရှယ်လေးကနေပြီးတော့မှတရားလေးရှင်းပြထားတာဖြစ်ပါတယ်ရေဘော်ရှယ်လေးဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်ချက်ပေါက်ထားတဲ့ကရင်တွေခေါ်ခေါ်တီးတာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေပြောင်းတလင်းခေါအောင်တီးနေရတဲ့အကြောင်းတွေကိုတင်ပြပေးမှာပါဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ KNU တက်မှာခွန်ကျွန်တော်တို့မော်ခွေးလူစကန်ကိုအကြမ်းဖက်စစ်ခွေးတက် အထိုင်ချခဲ့တာဒီ test scan ကိုလည်းပဲကျွန်တော်တို့ KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ပြီးတော့တမဟာလေးဌာနချုပ်ဟောင်းမှာ28နှစ်ကြာခွတ်တကောက်ကောင်တွေအထိုင်ချထားတဲ့နေရာကိုကျွန်တော်တို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ဒီဖြစ်စဉ်အတွင်းမှာထူးခြားတဲ့အချက်ကြီးနှစ်ချက်ပါပါလေ။ပထမချက်အနေနဲ့အဲ့တမဟာလေးဌာနချုပ်ဟောင်းကိုကျွန်တော်တို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ TK ဂျမဖက်စစ်ခွတ်တဲ့စခန်းအဲ့ဒီနေရာကိုကျွန်တော်တို့လွယ်လွယ်ကူကူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ တရင်လွယ်ကူတယ်ကျွန်တော်မြို့ကဒါဘလောက်တောင်လွယ်ကူလဲဆိုရင်အဲ့ဒီမှာရှိတဲ့တရင်မှုအပါဝင်ဂျမဖတ်စစ်ခွေးတက်80ကျော်ကကျွန်တော်တို့တိုက်မယ်ဆိုတဲ့သတင်းကြားတာနဲ့တတလုံးတိုက်ချင်းတရင်လုံးထိုင်းဘက်ကိုဖျက်ပြေးသွားတယ်ထူကြချက် နောက်တစ်ခါကျွန်တော်တို့ဒါတက်မှာခွန်နေမြေတွင်းထဲမှာကျွန်တော်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာလည်းပဲထူကြတဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်တို့ရှိပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါ TK ကုန်သွယ်ရေးဂိတ်အနီးနဲ့တောက်ပေါ်က TK ဂျမဖတ်စစ်ခွေးတက်စကန်ကို ကျွန်တော်တို့စတင်တက်ခိုက်ခဲ့တယ် KNL KNTO နဲ့တော်လန်တော့တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တက်ခိုက်သိမ်းပိုက်နှိုင်းခဲ့ပါတယ်အဲ့ဒီနေရာကကျွန်တော်တက်မှလေးဌာနချုပ်ဖြစ်ခဲ့ပြီးတော့1998ခုနှစ်နောက်ပိုင်းမှာကျွန်တော်တို့လက်လွတ်ခဲ့ရတာခုဆိုရင်28နှစ်ကြာခဲ့ပါပြီဆိုတော့ကျွန်တော်တို့ဒီຫນွေဦးတော်လန်ရှိမှာကျွန်တော်တို့စစ်စင်ရေးတွေမှာဒါစံချိန်တစ်တွေကျွန်တော်တို့တမိုင်းတစ်တွေကိုကျွန်တော်တို့ပြည်သူလူထုနဲ့အတူကျွန်တော်တို့လူငယ်တွေနဲ့ပူပေါင်းပြီးတော့ဖော်ဆောင်နိုင်ခဲ့တဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်အသီးသီးအတွက်လည်းဒီကနေပြီးတော့ကျွန်တော် လေးလေးနက်နက်ဂုံပြုတ်လိုပါတယ်အဓိကအကအဓိကအဖြစ်ကတော့ကျွန်တော်တို့ဘယ်ခစ်ဘယ်အခါမှမမကြားဘူးတဲ့တမိုင်းတွေကိုရေချိုးပေးနိုင်တဲ့ကျွန်တော်တို့တော်လှန်သောပြည်သူတွေကြောင့်ဆိုတာကို KNU ကလည်းကောင်းကောင်းသိပါလိမ့်မယ်ဟုတ်ပြီအဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့တရင်မှုအပါဝဲအစ်မဖက်စစ်ခွေးတက်ကခွေးပေါက်အကောင်80ကျော်ဟာမနေ့ညတဲ့ကထိုင်းမြန်မာနယ်စပ်ကိုဖျက်ချော်ပြီးတော့ထပ်မံထွက်ပြေးသွားကြ ဒါဖြစ်ပါတယ်ထပ်မံဖြပြေးသွားတယ်ဆိုတော့လုတ်ပြန်ပြီเนาะဒီကောင်လေးမမီအောင်ပါအရှိမလည်းပဲအယောက်90ကျော်လက်နဲ့နဲ့ကွာဖြပြေးကြွားခဲ့တယ်ဆိုတော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တင်ပြခဲ့တဲ့အချို့အချက်လက်တွေကိုလည်းကျွန်တော်မိပါတယ်မမီအောင်ပဲထင်တယ်ကျွန်တော်တို့တိုက်မယ်ဆိုရင်တို့တွေဟာထိုင်းဘက်ကိုအခုလိုပဲလွယ်လွယ်ကူကူဝင်ရောက်ဖြပြေးသွားတယ်ဖြပြေးတာတော့မှတို့စကန်ထဲမှာရှိတယ်ဒါရွေရှားတဲလို့မရတဲ့တို့ထုတ်ပိုးထမ်းပြီးတော့ယူသွားလို့မရတဲ့ဒါပစ္စည်းတွေကိုတို့တွေဖြစ်စည်းခဲ့တယ် ပြီးတော့သူတို့အခုလို့ထွက်ပြေးဖို့လက်နဲ့နဲ့တကွထွက်ပြေးတာကိုဒါလက်ခံတဲ့အချို့အကြောင်းရင်းတွေကလည်းပဲငကိုလည်းကသဘောတူညီချက်တွေရှိခဲ့လို့လည်းဖြစ်နိုင်ပါတယ်ဒါတော့ရေဘော်ရှင်းလေးနဲ့ပြတော့ပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ can you pdf ဝန်တပ်ဖွဲ့ဝင်တွေရထုတ်ဆက်တွေကြောင့်ထိုင်းဘက်ကထွက်ပြေးသွားကြတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်အရင်ရေးတွေတုန်းက ဒုတရေမှုပေါ်ဝင်စကောက်စီတပ်ဖွဲ့ဝင်တချို့ပေါ့နော်ထမိကိုစတင်ထွက်ပြေးသွားတာဖြစ်ပြီးတော့အခုဆိုရင်တရေမှုနဲ့သူ့ရဲ့လျှောက်ငယ်တာ90ကျော်ဆိုတော့ထမိကိုနောက်ထပ်တစ်ခါပြန်ပြီးတော့ထွက်ပြေးနေကြတာပဲဖြစ်ပါတယ်စကောက်စီတပ်ဖွဲ့ဝင်တွေကတော့တကယ်ကိုဖြည်းဖြည်းဖြစ်ပြီးတော့တရုတ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယအခုဆိုရင်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးမှုများစွာနဲ့ပေါ့နော် လို့ဆောင်နေတာကိုလည်းကျွန်တော်တို့ကြက်တဲ့ပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ကဲညူဘက်ကနေပြုံးမှတံပိုင်းတိုင်းမှာဆိုတော့ပွဲချမ်းနေတာပြုံးမှမကြခင်မှာတော့အလုံးတည်ထားတဲ့အချိန်ပဲပြီးမှထဲကတဖြည်းဖြည်းဝင်လာပြုံးမှပကူနေပြီးတော့ထိတောင်မှစစ်ချီဖို့ပေါ့နော်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အလုံးကြားချင်နေကြတဲ့ပါတီတို့ရဲ့ note မှုတွေနဲ့သူတော်လန်လိုင်းလုံးကဆိုတော့တဖြည်းဖြည်းပုံမှုပြုံးမှအားကောင်းလာတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ FPNCC အဖွဲ့ဝင်တွေကနေပြီးတော့ခုဆိုရင်ဆွေးနွေးမှုတွေလုံဆောင်ခဲ့ပြတဲ့နောက်ပိုင်းမှာ2029ဆစ်စီနောက်ထပ်တစ်ခါပြန်ပြီးတော့မှပြလာနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့မှပါတော့ဦးသန်းစွန်နိုင်ရဲ့တုံ့တက်ချက်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင် FPNCC အဖွဲ့အနေနဲ့နောက်ထပ်တစ်တုံညာနှစ်ကောဆင်းရဲလှုပ်ရှားမှုမျိုးနော်ပေါ်လာနိုင်သလားဆိုတာလည်းစဉ်းစားမှုတွေရှိကြပါဒါပေမဲ့အဲ့ဒီစဉ်းစားမှုတွေကလက်ရှိအခြေအနေအရဖြစ်နိုင်ခြေနည်းတယ်လို့ကျွန်တော်တို့ယူဆပါတယ်တို့တော်ညာလည်းအပြပြောလို့ခက်ပါတယ် အားကြောင့်လဲဆိုတော့တယောက်ကတော့သူ့ရဲ့စီးပွားရေးဆိုင်ရာအကျုံးမြတ်တည်အတွက်သူကဒီနေ့အဓိကပြားပေးနေတာဖြစ်တဲ့အတွက်ခုနကလိုတစ်တုံညာနှစ်ခုစီမံငင်းကြီးလိုစင်းလှူရှာမှုပြည်တွင်းမှာပေါ်ပေါက်လာဖို့ဆိုတာကလားလာတော့နေပါဒါပေမဲ့အဲ့လိုအခြေအနေတွေများဖြစ်လာမလားလို့မျှော်လင့်တာလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်တွင်းမှာကဟို NUG ရောဒိုင်းနာလက်နက်ကိုင်ဖွဲ့တွေရောပေါင်းစည်းဖို့အတွက်ကြိုးပမ်းနေတယ်လမ်းကြောင်းတွေတော်တော်လေးပေါ်လာနေတဲ့အခြေအနေဖြစ်ပါတယ်။ အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ FBNCC ကနေပြီးတော့ဒုတိယတည်တုံညာနှစ်ကိုစီမံငင်းလို့စီမံငင်းမျိုးသားထပ်ပေါ်လာမယ်ဆိုရင်တော့လူဝူတော်လိုင်းရဲ့အနေထားကတစ်ချို့ပြောင်းလဲသွားမယ်အနေထားရှိတယ်လို့ယူဆကြရှိပါတယ်။ဖြစ်နိုင်ချေနေပေမဲ့ဒီသူတွေကတော့မျောလင့်နေတယ်လို့ကျွန်တော်ကပြောပြချင်တဲ့သဘောပါပဲ။အင်းအဲ့ဒီအရဲစန့်ကျင်ဘက်ပေါ်တော့ဒီခုနှစ်ဖွဲ့လုံးကစုပြီးစစ်ကောင်စီနဲ့အပေးယူလောက်တာမျိုးရောအခုဆိုတီအန်နယ်လေးကနေမီတွေရတာပြီဒီနေမီတွေလာမထီဖို့စသည်ပြီးအပါဝင်ပေါ့။ စစ်ကောင်စီနဲ့အပေးယူကိုယ့်ဘက်ကအတာနဲ့လောက်တာမျိုးရောဖြစ်လာနိုင်ကြီးဘယ်လောက်ရှိမလဲအဲ့လိုချင်းကြီးကတော့ဖြစ်နိုင်ကြီးအ ਨੇ ဆုံးကိစ္စဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဖြစ်နိုင်ကြီးအ ਨੇ ဆုံးဖြစ်တယ်ဆိုတာကနော်အခုညီနောင်သုံးပေါ်ကတိမ့်ပိုက်ရယူထားတဲ့အဲအနေထားတွေဟာရမြောက်ပါနေမကောင်းဘူးနော်ဗမာပြည်နဲ့မှာဖြစ်နေတဲ့အနေထားတွေရှိပါတယ်အဲ့ဒီအနေထားတွေကနေပြီးတော့ညီနောင်သုံးပေါ်တွေကအခု MND နဲ့ DNL လို့ရင်ဆိုင်ရတယ်ဆိုတာလေတရုတ်ရဲ့ဖိအားကြောင့်ဘယ်လိုမှမရှောင်တာတော့ ူတို့အနေနဲ့လမ်းရောရတဲ့သဘောဖြစ်ပါတယ်။နောက်တစ်ခုကဒီမူဆယ်မန္တလေးစီဝေးလမ်းကြောင်းကြီးလင်းပွင့်သွားရုံနဲ့သူတို့အကျိုးစီးပွားတွေကိုလည်းဖြစ်စေနိုင်ကြအကြောင်းသိပြီးတော့မရှိပါဘူး။နောက်ပြီးတော့စစ်ကောင်စီပေါ်မှာယုံကြည်မှုကလည်းဒီညီနောင်သုံးဖွဲ့မှာမရှိပါဘူး။ဆရာကျော်တော်အားလုံးကြားထားတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ဒီညီနောင်သုံးဖော်ကနေပြန်မစတင်ခဲ့တဲ့2019စစ်စင်ရေးလိုင်းလုံးဟာဆိုတော့အခုဆိုရင်တဖြည်းဖြည်းပေါ့နော်ပြန်ပြီးတော့မှအာရုံလာတော့လဲတွေ့ရပဲဖြစ်ပါတယ် FPNCC ရဲ့ဖွဲ့ဝင်တွေအနေနဲ့ ဒီတဲ့တုံညာနဲ့ခွန်ဆက်စင်လိုမျိုးတော့တစ်ခါပြန်လုံးလာနိုင်တယ်ဆိုတော့တော်တော်ရဲ့မျိုးမချက်ဆိုတော့အခုဆိုရင်တူဖီရတွေကြောင့်တော်တော်လေးကိုခွင့်ရင်နေတယ်လို့ပြောမှာဖြစ်ဖြစ်မှာလုံးဝမရှိတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်စစ်ကောင်စီနေနဲ့တူဖီရနဲ့သူကျတော်တော်လေးတဖို့နေပုံမှာဖီနေကိုကဲမှုတွေတားကိုလုံလုံကျွတ်ကျွတ်လုံးလာမယ်ဆိုတော့နောက်ထပ်တစ်ခါပြန်ပြီးတော့မှဖြစ်ပေါ်လာနိုင်တယ်ဆိုတော့ကြောင့်ကျတော်ကြတာဖြစ်တယ်အခုဆိုရင်လည်းကျတော်တော်လေးတဖို့နေကနေပြီးတော့မှထိန်းချုပ်ထားပါတယ်ဆိုတော့မြို့နေမြေတွေကိုစစ်ကောင်စီကနေပြီးတော့မှ တယုတ်ဖျားနဲ့သူပြန်လဲပြတော်မလိုချင်နေတဲ့ဆိုတဲ့ပုံစံမျိုးနေနေပေါ့နော်ရစတန်တွေရှောက်ပေးနေတာကိုလည်းကျွန်တော်အားလုံးသိထားတာမို့လို့မျှော်လင့်နေတဲ့ခုဆိုရင်တော်တော်လေးကိုတွေ့တန်းတွေရှောက်ရှောက်လုပ်နေတယ်ဆိုတော့လည်းကျွန်တော်နောက်ထပ်ကြားတဲ့ပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘွန်မိုက်ကွက်ကကြော်မြင့်မြတ်နေပြတော်မကျွန်တော်တို့ဒီချင်းတလိုင်းတဖို့ပုံနေနဲ့ AA ကိုဘယ်လိုမျိုးတွေးခွဲစကားတွေပြောပြနေမှာပေါ့နော်အာချောင်ပြောဆိုနေလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်။အာ CNF ကိုခေါ်တယ် CNF တဲ့ချင်းတဲ့နိုင်ငံအဖွဲ့တွေကလည်းချင်းတဲ့နိုင်ငံအဖွဲ့တွေကလည်း AA ကိုဖင်တော်အောင်ကြောက်နေရတယ်။ ဘလို့ကြောက်လဲဆိုတော့ကျွန်တော်တို့ပုံလေးပြောမယ်ပလက်ဝတ်မှာပလက်ဝတ်မှာဖြစ်တာပလက်ဝတ်မှာဖြစ်သွားတဲ့သတင်းလေးတစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့ပလက်ဝတ်မှာပါစတာတယောက်ကိုပါစတာတယောက်ကိုဟွာကနေပြီးတော့ A ကနေပြီးတော့ဟွာလုပ်တယ်ရိုက်တယ်အဲ့တော့ဘယ်တော့မှမပြောဘူး accident ဖြစ်သွားတယ်ပလက်ဝတ်မှာဖြစ်သွားတာပါစတာတယောက်ကိုရိုက်တာပလက်ဝတ်မှာဖြစ်သွားခဲ့ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကလည်းဒီချင်းမီဒီယာတွေအချို့ကစပြီးတော့နောက်ဆုံးမခံတာလို့ထုတ်ပေါ်ပြောလာလို့ပြီးရတယ်နော်ဘာလို့ဆိုတော့ပြီးခဲ့တဲ့အဲပြီးခဲ့တဲ့ April 14ရက်ကနေပြီးတော့16ရက်နေ့ဒီတဲ့နော်ပြီးခဲ့တဲ့ April 16ရက်နေ့တလကြာတဲ့အထိ မပြောရဲတဲ့ဒီခုမှမီဒီယာတွေကနေနည်းနည်းဖွာတာတလားကြာရနော်အဲ့ဒါဆက်လျက်နေ16ရက်နေဒီတဲ့ပါစတာဦးလိုဒိန်းဆိုတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ကလည်းခွဲကြည့်ပါကနေ3ရက်တာခွဲကြည့်ပါမှာ3ရက်တာကက်တင်လုပ်ငန်းကက်တင်ချင်းသင်တန်းလုပ်တယ်တဲ့အဲ့လိုလုပ်နေလို့ရှိသေးတယ်တဲ့ April 18ရက်မှာပဲ A တဖို့နေလာပြီးဖန်စီခေါ်ဆောင်ပါခေါ်ဆောင်တယ်တဲ့ခေါ်ဆောင်ပြီးတော့ဖရားကြောင့်ပြင်မှာဘိုးကြီးနဲ့ခဏတူကို like ပြပါဆိုပြီးခေါ်ရတယ်စကန်ရလေပေါ့တပ်ပြင်မယ်လို့ပါအောင်ချင်းချောက်ပြီးတော့ pistol နဲ့ချိန်တယ်ပြီးလည်းပြီးတော့မျက်နှာကိုလက်သီးနဲ့ wine ထိုးတယ်တန်ကိုထိုင်ပြီးတော့ချောက်လေးနဲ့ဆောင်းကန်တယ်ဘာညာပေါ့ဗျာသူနှိမ့်ဆက်တယ်ပေါ့ဗျာစသဖြင့်လုပ်တယ်အဲ့တော့အဲ့ pasta ကအဲ့လိုထိုးချိန်ရိုက်နေခံရပြီမဲ့ အေးကအဲ့လိုလုံနေပြီမဲ့ဘဲချင်းလက်နက်ကင်အဖွဲမှာဘာစကားမှမပြောရင်ဘာတခေါ်မှမပြောရတဲ့အဖြစ်ဟိုမနေ့ကမှပဲတော်တော်လေးကိုပြန်ပြီးတော့ကဲတင်ဟိုအေးအေးမှာအေးအေးစီမှာအောက်ကျုပ်ခံပြီးတော့ပြန်ခေါ်လာတယ်တဲ့ကဲပို့လိုက်ပြောရအောင်အဲ့တော့ဟိုလိုပြောချင်းလက်နက်ကင်အဖွဲရဲ့အနေထားကပလောက်ဝအခြေဆိုင်ချင်းလက်နက်ကင်အဖွဲရဲ့အနေထားကအေးအေးလို့သမျှခံရရတယ်အေးအေးပြုသမျှနှုတ်နေရတယ်အေးအေးကိုကြောက်နေရတယ်ဆိုတာပေါ်သွားတာပေါ့ခင်ဗျစဉ်းစားကြည့်နော် Christian ဆရာတယောက်ကို Christian Pastor တယောက်ကိုဒီလိုမျိုး mix ဆက်တာဖို့ချင်းလက်နက်ကင်အဖွဲရဲ့ဘာမှမလုပ်ဘာမှမပြောနိုင်ဘူးဆိုခရီးကစဉ်းစားကြည့်တကယ်လို့အဲ့ဒါကိုစစ်တပ်ကသာလုပ်ကြည့် ။အိုးအော်တောင်းနေနဲ့အေးအေးအနဲ့အမတခါအုံနေချင်းနဲ့ဟိုခရစ်ယာန်ဖွဲ့စည်းတဲ့အုံနေချင်းနဲ့အော်ထားအောင်မယ်။အေးလို့ထားကြတော့ဘယ်ဟောပြောရေ။ကြောက်တာမှတုံနေကြတော့ဘလောက်မှအေးဘလောက်မင်းဘလောက်တော့အေးရပြင်းထားလဲတော့မသိဘူး။အကုန်လုံးအေးကိုကြောက်လို့ညိတ်နေကြတာချင်းဖွဲ့တော့ပေါ့လို့။ဆိုတော့ခံကြပါဗျာ။ကျွန်တော်တို့ကစစ်တပ်ကိုမကြိုက်လို့ဆိုပြီးတော့အားရပါရပြောခဲ့ကြတာ။အေးလေးရောက်လေလားခုနကပါလေဟိုကြားကိုပါလေဒီကိုကျွန်တော်တို့တိကျစကားပုံရှိတယ်ဟိုကြားကိုနှိမ်နှင်းဖို့ဝင်ပလီကိုဆင့်ခေါ်လိုက်တာအဲဆိုဝင်ပလီကိုနှိမ်နှင်းဖို့ကြားကိုဆင့်ခေါ်လိုက်တာ တခါတည်းဟိုကြားနေကြမှာပဲဘာလို့ဆိုနေစရာနေရာမရှိဘူးဆိုတော့ဖြစ်နေအခုတော့ဘာဖြစ်လဲစစ်တပ်ကိုမကြိုက်လို့ပါဆိုပြီးတော့စစ်တပ်ကိုတိုက်ချင်လို့ဆိုပြီးတော့အေးအေးဆက်ခေါ်လိုက်တာအေးအေးနဲ့ကူတိုက်မယ်ဆိုလုပ်လိုက်တာအခုတော့ချင်းအဖွဲ့တွေဘက်နဲ့ရှိတာလွတ်လပ်ရသွားပြီလားဒီမိုကရေစီရသွားပြီလားကျွန်မများတော့ကျွန်တော်ဒီတော်လိုက်တဖွဲ့ဝင်ကြတဲ့မှာပါနော်သူကဆော့ကားတွေပြောဆိုနေတာဖေဖော်ဝါရီတဖွဲ့နဲ့တဖွဲ့ရန်ညိုးရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ပလောဝနဲ့မင်းတပ်မှာဆိုတော့တခါတလေဒီလိုမျိုးပါနော်ထိတွေ့မှုတွေရှိတာဖြစ်ပေမဲ့တကယ်တမ်းကျွန်တော်တို့ခုဆိုရင်မြေပြမှာဆိုတော့ တော်လည်းတဖို့ဝင်ချင်းချင်းဒီလိုမျိုးပူတဲ့ပြီးတော့မှလှုပ်ဆောင်နေတာကိုလည်းကျွန်တော်သိရှိတာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့လဲကျွန်တော်တို့မြို့သိမ်းတဲ့ဘောမှာဆိုတော့အောင်မြင်မှုတွေများစွာရရှိနေတာဖြစ်ပြီးတော့မှဒါကိုစစ်ကောင်စီတဖို့ဝင်ဒီဘောမှာအောက်တန်းစားတွေကလည်းပြီးတော့မှတော်လည်းဂျီဝင်ပြီးတော့မှပေါ့နော်ကျွန်တော်တို့တော်လည်းတဖို့ဝင်တယ်မကြကြအောင်နည်းမျိုးဆိုနဲ့စ조사နေတယ်ဆိုတော့ကျွန်တော်တို့ခုဆိုထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်လည်းဘောမကုံမမောင်ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အကြီးအကဲဖြစ်တဲ့မြောက်လိုင်ကအခုဆိုအရေးချင်းမရှိဘဲနဲ့ပေါ့နော် ်တမရယူယူနေတယ်ဆိုတဲ့အကြောင်းကိုဘယ်လိုမျိုး death ဆော်ထားလဲဆိုတာကျွန်တော်စပီရမှာချစ်လိုက်ရအောင်နော်ကိုကြီးတယ်မြောင်းလာဆင်းခိုင်းတော့ဗျာထမင်းနတ်မမနော်တမောင်းကြီးလည်းခက်တယ်ဗျာသူလည်းသူလည်းနိုင်ငံပြစီနေသူ့ကြောင့်လည်းပါတယ်อืมပြောပြီနော်သူ့ကြောင့်လည်းပါတယ် तू ကလည်းဟုတ်နေပြောရည်နည်းဟိုထွက်လို့လည်းမရတော့ तू ထွက်လည်း तू ကအတူတူလုံညုံရရရှိတယ်အဲ့တော့ तू ကလည်းမလို့ တော်လည်းတမနာဟာယူသလားတော့မသိဘူးအဲခတ်တာပို့ဆိုးတာလေရွေးကောက်ပွဲပြီးနေသူတမနာဖြစ်ဦးဖြစ်မှဖြစ်မှာမဟုတ်ဘူးနေသူတမနာရလူယူယူပြီးရင်လည်းသူကနောက်ထပ်တမနာကြိုက်တော့ယူလို့ရပါဆိုဥတွေပြင်လာတေရောဆရာကြီးအဲဥမင်းအောင်လည်းတမျိုးသူကလည်းဟုတ်ပဲကွာသူကလည်းသူကလည်းဟိုနိုင်ငံဖြစ်တယ်မှာသူလည်းပါလားအတက်မလို့သားလေသူကြောက်လေမျက်နှာမြင်ရတယ်။နော်။ဒါတော့ကျွန်တော်တတိပုဂ္ဂလအနေနဲ့ကြိုက်တာပြောနေတယ်ကိုရောကပြောပါမယ်နော်။ ဟုတ်ပလားဟိုသူ့ကွာဟိုလုခေါ်မှာသူ့လည်းတမလားလည်းသူຢາກတမလားသူပဲလုပ်တယ်သူကတော်တော်ဆိုးပါတယ်ဟုတ်လားဟုတ်တယ်ဟုတ်တယ်မင်းတို့လည်းမင်းတို့လည်းမမဟုတ်ဘူးအခါကြရသလားအမှန်ပဲလေဟုတ်လားမင်းတို့မင်းတို့အမြင်နဲ့မင်းတို့သူ့တော်လည်းသူ့ကသူ့တော်လည်းတမလားယူတာတမပါခုနိုင်ငံတကာကတော့သူပြက်စီးနေဘာမှလည်းမလုပ်နိုင်လူတွေလည်းခွေးဖြစ်အကုန်လုံးအကုန်လုံးနိုင်ငံကပွင့်လင်းပြောရင်ဖာနိုင်ငံဖြစ်တော့ သူကိုယ်တိုင်ကလည်းမကောင်းတာပါလေမင်းတို့အဲ့ဒီတိုင်းသားလက်နက်ကိုင်းနေအဲ့ဒီစစ်သွေးကြော်လည်းမကောင်းအာဖေရောကွာနော်တိုင်းကောင်ဦးကျော်ညားလေးပဲတော့မသိတော့ဘူးကွာနော်လည်းမြောင်းလာတယ်အဲ့ဦးမြောင်းလာမှာပေါ့နော်သူကလည်းသူပဲကွာမင်းတို့လည်းသူ့ကိုအဲ့ဘောမပေါ့ပိနေတဲ့စိတ်ဆိုးရင်စိုးကွာကဲဒါတော့ဗောနာကိုပြောင်းကြည့်ရရင်ပြတော့မှမြောင်းလိုက်ကတမရာယူပြီးပြတော့မှ တမ်းပြိုဖြစ်စည်းနေတယ်ဆိုတဲ့အကြောင်းဝန်ခံပြောဆိုထားတာဖြစ်တယ်အခုဆိုရင်လည်းကျွန်တော်တို့ပြည်သူတွေပုံမှန်တပ်ဖြတ်မှုတွေဆက်လက်လှုပ်ဆောင်နေတာပြောမှာတေယိုရုရှားကိုလည်းတမ်းပြိကိုရုံးစားခဲ့တာကိုကြည့်မယ်ဆိုတော့သူအနာတီမြက်ဖို့အတွက်ပေါ့နော်ချိုးစားနေတယ်ဆိုတော့လည်းကျွန်တော်တို့သိချက်တာဖြစ်တယ်2025နှစ်မကုန်ခင်မှာပဲကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှလည်းနိုင်ငံရေးလုံစားပါတီတချို့နဲ့ပူးပေါင်းပြီးတော့မှသူသမရဖြစ် ဝင်ဝင်ပြတော့မှစ조사နေတာကိုလည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ခြေချအဖြစ်မျှော်လင့်ရဆိုတော့သူမတင်မချင်းဒီပလင်ပေါ်ကနေပြတော့မှလုံးဝမစင်းချင်ဘူးဆိုတာကိုကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ပြောင်းကြီးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးနေကြတဲ့မျိုးဘက်ပြတဲ့ဘက်ကနေပြတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုချိပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့ဒီပေးမျိုးနဲ့ OTT ကျွတ်ရစာတင်ကြောင်းစစ်ကောင်စီနဲ့ပြတော့မှ မူချက်တက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအဓိကသင်ခန်းတွေအကြောင်းပြောဆိုလာရတဲ့ပေါ့နော်။ဦးသိမ်းမြတ်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဦးသိမ်းမြတ်ဘယ်လိုမျိုးပြောထားမလဲဆိုတာအဲ့ဒါကျွန်တော်စပီဒီမှာခြေလိုက်ရအောင်နော်။ဘုံချက်လိုက်တာနဲ့စာတင်ချောင်းတွေကကလေးတွေကိုပြစ်မှတ်ထားပြီးတော့ကျဲသွားတယ်ဆိုတာသိလိုက်ပါပြီ။စာတင်ချောင်းအနီးမှာအိမ်အမုံမိုးနေတဲ့ရွာသားတယောက်ရဲ့မျက်မြင်ပြောကြားချက်ရဆိုလို့ရှိရင်လေးဟာနိမ့်နိမ့်ပြန်တန်းပြီးတော့စာတင်ချောင်းကိုတိတ်တိတ်ချာချာချိန်ရွယ်ပြစ်ခတ်သွားတာလို့ဆိုပါတယ်။အခုလေးမြန်ရဲ့ဘုံကျဲမှုဟာ GPS နဲ့ နေရာဒေသကိုတိတ်တိတ်ချာချာတွက်ချက်ပြီးတော့ကွက်တိပစ်ခတ်ဘုံကျဲသွားတာမျိုးပါဒါအပြင် လေရင်ပေါ်ကနေစစ်သုံးမှန်မြောင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေကလေးတွေနဲ့စာတင်ချောင်းကိုတိတ်တိတ်ချာချာမြင်ရနိုင်လောက်တဲ့အမြင့်လောက်ကနေပြီးတော့ဘုံကျဲချသွားတာပါလေရင်ပေါ်ကစစ်ဖို့တွေဟာငရေသားတွေပါပဲလူသက်သမားကြီးတွေကလေးသက်သမားကြီးတွေပါเจ้าကိုဘုံကျဲလိုက်ရတဲ့အဲ့ဒီလေထက်စစ်ဖို့တွေရဲ့စိတ်ထဲမှာ ဘလို့များရှိမလဲဆိုတာကိုစဉ်းစားကြည့်ကြပါမနေ့ကအင်တာဗျူးထားတဲ့ဆရာမကတော့အဲ့ဒီစစ်ဘိုတွေရဲ့မျက်နှာကိုမြင်ဘူးခြင်းတယ်ဘလို့လူမျိုးလဲဆိုတာကိုကြည့်ခြင်းတယ်လို့ပြောသွားပါတယ်သူ့မှာသားသမီးမရှိဘူးလားလို့လဲမေးခွန်းထုတ်သွားပါတယ်ဒါကစဉ်းစားကြရပါအိမ်ပြန်ရောက်လို့သူ့သားလေးသမီးလေးတွေကိုတွေ့တဲ့အခါမှာသွေးစွန်းနေတဲ့သူ့လက်နဲ့ကလေးတွေကိုပွတ်ဖက်မှာပါလားအင်းအဖေတော့ဒီနေ့ ားတို့သမီးတို့လိုကလေးလေးတွေအယောက်20လောက်ကိုဘုံကျဲတက်ခဲ့တယ်ကွာလို့သူပြောရပါမလားစာတင်ကြောင်းပေါ်ကိုဘုံတက်တက်ကြသွားတဲ့အချိန်မှာလေရင်ပေါ်ကစစ်ဘိုးတွေဟာအချင်းချင်းများလက်မထောင်ပြကြမှာလားတဲ့ကိုထိသွားတာပဲဟေးဆိုပြီးတော့ဝမ်းသာအားရထဩချမှာပါလေကဲဒီလေတာကောင်တွေကတော့ဗောနာကျွန်တော်ခုဆိုရင်ကြည်ကြပြီးတော့မှလောရတော့မှအုပ်စုတွေဖြစ်တယ်ဆိုတော့လည်းတွေ့တာဖြစ်တယ်ကလေးငယ်တွေရှိတယ်ဆိုတာတောင်းပါဗောနာသူတို့အနေနဲ့ တေချာလေးကိုမြင်နိုင်တဲ့အနေအထားကနေပြီးတော့မှဘုံချက်ချသွားတာဖြစ်ပြီးတော့မှဒါကိုလည်းကျွန်တော်စစ်ကောင်စီဘောမလော်ဗီတွေကနေပြီးတော့မှတချို့တလေတွေကဝန်ခံပြချထားတာပဲဖြစ်ပါတယ်။တချို့ဒီစစ်ကောင်စီဘက်ကနေပြီးတော့မှကြေညာထားသလိုကျွန်တော် PDF တွေကနေပြီးတော့မှလှုပ်ဆောင်ခဲ့တာမျိုးမျိုးပဲနဲ့အဲ့ဒီအနည်းလေးအသားမှရှိတဲ့ပြည်သူတွေကိုယ်တိုင်ကနေပြီးတော့မှဒီစစ်ကောင်စီပေါ့နော်လင်ဘိုးကျတဲ့ကိစ္စကိုလည်းအတန်တန်ပြောထားကြတာမို့လို့ဒါကစစ်ရဲစမှုတော်တော်လေးမျိုးနေတယ်ဆိုတော့လည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့ ကာကွယ်ရှုချက်ကြောင့်စားတဲ့ထုံးမနေတော်ပန်နဲ့မျောလိုက်တဲ့ပေါင်ပါလူတို့စုတွေကိုဖမ်းဝရမ်းထုတ်ပြီးတော့မှချက်ချင်းကိုအေးအေးယူတင်နေတယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်တို့မြို့ပြည်သူတွေပါဝင်ဂျန်နယ်တော်လိုင်းရေးပို့ကိုဖွဲ့စည်းတီးတီးကနေပြီးတော့မှကြီးညာချက်တွေထုတ်ပြန်ထားတာမလို့ဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့ခုဆိုရင်အလေးနဲ့ထားပြီးတော့မှဆောင်ရွက်ရတော့မှာပဲဖြစ်ပါတယ်ပြည်သူတရားလုံးအနေနဲ့ဒီလိုမျိုးခြေကွက်ဖက်ဝမ်းနည်းမှုတွေကိုတရားလေးကိုကျွန်တော်အနေနဲ့ပေါ့နော်စင်ပြုစုမတန်းတင်ထားပြီးတော့မှဒီနေ့ကျွန်တော်တို့တော်လိုင်းရေးအောင်မြင်တဲ့အချိန်ကျမှ ဆရာစမှုပေါ်မြတ်စွာကျွလွန်ထားတဲ့စစ်ကောင်စီအရာရှိတွေနဲ့မြို့လိုက်လို့စစ်ကောင်ဆောင်တွေအလုံးကိုပြင်ပြတော့မှအေးအေးယူတန်ခတ်တဲ့နယ်ဆိုတဲ့အကြောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့နေခင်မှာတစ်ဖက်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေကြမှာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရဲ့ချက်နဲ့နေ့တည်လေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။